အလုံးမဲမင်္ဂလာပါကျမစောငိမ့်အေးပါ The art of giving is the art of living ပေကံချင်းအမှုပညာသည် ရှင်သန်ချင်းအမှုပညာပင်ဖြစ်သည်2019ခုနှစ်ကပေါ့နော်ကျမရဲ့ဒီကိုတွေ့ကြုံခဲ့ရတဲ့ဖြစ်ဖြစ်လေးကိုမျှဝေပေးချင်ပါတယ်အဲ့ဒီကဒီကျမဒီမနေ့ပိုင်းမှာမဟာမြတ်မုနိဘုရားကိုတော့ဖူးတယ်ဖူးဝပြီးမှာ ကျမရဲ့မိမိမှာတဲ့ဒီခြေဖလားပေါ့နော်တောက်တော်ရေခွက်ကိုဝယ်ဖို့ဆိုရင်မှကျမဈေးတန်းမှာဒီမဟာမြတ်မုန်းကြီးဘုရားဆောင်းတန်းမှာပေါ့နော်ဒီခြေဖလားတောက်တော်ရေခွက်ကိုဝယ်နေတဲ့အချိန်မှာဒီကျမဝယ်တဲ့ဆိုင်နဲ့ကပ်ရဲ့ပေါ့နော်ကျမရဲ့ဘေးနားမှာတာမိနှစ်ယောက်ရဲ့အတန်ပေါ့သူတို့ပြန်လည်ပြောနေတဲ့စကားသံတွေကိုကျမကကြားလိုက်ရတယ်သားလေးလုတ်တဲ့သူကသူကဒီចောင်းဝဲတော်မှာပေါ့เนาะမင်းသားအကကမှာ ဆိုတော့သူကဒီမန်လေးလာရင်ပေါ့သူစိတ်တိုင်းကြဒီလက်ဆွတ်ကြီးကြီးကိုသူကလိုချင်နေရလက်ဆွတ်ကြီးကြီးကိုသူကဆိုးပြီးကြည့်ပြီးတော့သူ post ပေးကြည့်ရပေါ့ပြီးတော့မှန်နေကြည့်လိုက်တဘောကြီးကြာနေလက်ဆွတ်အကြီးကြီးရန်လိုချင်နေရပြီးတော့မှသူ့လက်ထဲဝတ်ထားတဲ့လက်ဆွတ်ကြီးကိုသူကလုံးဝကိုမချွတ်ချင်တော့ သူ့မိန်လုပ်တဲ့သူကကြတော့ဒီမန်လေးကနေသူ့ရဲ့ရွာကိုအပြန်ပေါ့နော်သူကမိခင်ဆိုတဲ့အခါကျတော့ကားအဲဒီရွာအပြန်ဒီလမ်းစရိတ်ပေါ့နော်ကားစရိတ်တွေတွက်ချက်ပြီးတဲ့အခါကျတော့ဒါရဲ့အမေတို့ဒီငွေမလောက်ဘူးပေါ့ဒီအချီးကြီးအစားပေါ့အမေတက်နိုင်တဲ့ဒီခက်သေးသေးလေးကိုသူကပြန်ပြီးတော့မှလဲဝက်စေချင်တာဒါသူ့ရဲ့အမေရဲ့စန်တာကတို့နှစ်ယောက်ဒီလိုမျိုးအပြန်အလှန်ပြောနေဆိုနေကြတာကိုကျမက ကိုယ်တိုင်လည်းကြားရတယ်ကိုယ်တိုင်လည်းမြင်ရပြီးတဲ့အခါကျတော့ကျမကသူတို့လိုနေတဲ့ငွေ2000ကျပ်ကျမကငွေ2000ကျပ်ကိုထုတ်ပြီးတော့မှတသားမင်းသားလေးရေအန်ဒီကတသားတို့လိုနေတဲ့ငွေအတွက်မုံဖို့ပေးမယ်နော် ဆိုပြီးမှ ပေးလိုက်တဲ့အခါမှာအဲ့ဒီမင်းသားလေးပြုံးပျော်သွားလိုက်တာများအခုပြောရင်တောင်အခုဒီဗီဒီယိုအတွက်ကျမဒီ recording လုပ်နေရင်ね ညလုံးတွေကခုထိကျွန်မမြင်အောင်နေဆဲပဲဖြစ်ပါတယ်အန်တီအေးအန်တီတားရက်လက်စက်လေးကလှလားဆိုရင်မှကျွန်မကိုပြားနေပြုံးပျော်ရွှင်နေတာသူ့ရဲ့အမေကသူ့ရဲ့သားအကြောင်းပေါ့နော်ကျွန်မကိုပြောပြတယ်သူ့ရဲ့သားလေးကတဲ့ငါးတန်းတက်နေတာတဲ့ရွာရဲ့ဒီចောင်းកွယ်တွေရက်ွက်ပွဲတွေမှာဆိုရင်လိုက်ပြီးတော့ကတယ်တဲ့ ကလေးအစ်တနည်းနည်းကြီးလာပြီဆိုလို့ရှိရင်တော့ကျမကပန္ဒရာကြောင့်ကိုပို့မှာတဲ့ကျမကဒါအရန်ဝါသနာပါတာတဲ့ဆိုဖြစ်ဖြစ်လေးကဒီမှာတဲ့ပြီးသွားတယ်ကျမအိနီယာသူ့ကိုငွေ2000ကျပ်ပေါ့နော်သူတို့လိုအတငွေလေးပေးလိုက်ရတဲ့အတွက်ကျမအရန်ပြောတယ်ဒီမင်းသားလေးနဲ့လည်းကျမတို့အတူတူဓာတ်ပုံလေးရိုက်ကြတယ်သူပြောလိုက်တဲ့စကားလေးကအန်တီရေတားကတနေ့မင်းသားလုံးမှာဗျစိတ်ကျမကိုပြောခဲ့တဲ့စကားလေးကျမအခုထိမှတ်မိပါတယ် ဘယ်ရက်ဘယ်ဒီတာကမှန်းတော့ကျွန်မမသိပါဘူး။ဒါပေမဲ့မြင့်မြတ်ကိုဆိုတဲ့တားလေးအောင်မြင်သောအမှုပညာရှင်မင်းသားလေးဖြစ်ပါစေလို့အန်ဒီကဆန္ဒပြုပါတယ်လို့အဲ့ဒီကလေးကကျွန်မပြောခဲ့ပါတယ်။ဒီဗီဒီယိုလေးကို နားထောင်နေကြတဲ့မိတ်ဆွေတဦးတယောက်ချင်းစီမှာပဲ။ကိုပေးလိုက်တဲ့အရာလေးကြောင့်မို့ပျော်ရွှင်ဝမ်းမြောက်သွားကြတဲ့အကြောင်းလေးတွေမျက်စိတွေကိုမြင်အောင်ကြည့်ပါလား။ စဉ်းစားပုံဖော်ကြည့်ပါလားအဲ့လိုစဉ်းစားမိလိုက်တဲ့အခါမှာနှုတ်ခမ်းလေးတွေပြုံးလာလိမ့်မယ်ဒါကြောင့်မို့ကျွန်မပြောတယ်ကျမတို့တွေမှာပျော်ရွှင်ကြည်နူးကဲကြဘူးတဲ့ဘဝရဲ့မှတ်တမ်းလေးတွေကိုးစီကိုးစီ ပိုင်ဆိုင်ခဲ့ဘူးကြပါတယ်ဘယ်အချိန်မှဆိုကျမတို့ကအဲ့ဒီအဖြစ်အပျက်လေးကိုပြန်တွေးလိုက်တိုင်းတွေးလိုက်တိုင်းမှာပြန်ပြီးတော့မှအသက်ဝင်ပြီးတော့မှ ပြုံးနိုင်ကြတယ်နော် ပေးကမ်းခြင်းအမှုပညာရှင်သန်ခြင်းအမှုပညာဖြစ်ပါတယ်။ဒါကြောင့်မို့ကျမရဲ့မိတ်ဆွေအားလုံးအတွက်ပေးကမ်းသောလက်တစုံပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်ဒီဗီဒီယိုလေးကိုအဆုံးသတ်ပါစေ။ Bye for now. See you next video. Let's go to some soul. The fun begins calling adventures. Me.